စိတ်ထဲမှာထထလဲလဲပြောတဲ့စကားတွေကယုံကြည်မှုဖြစ်လာတယ်။အဲ့ဒီယုံကြည်မှုကနှက်ဆိုင်တဲ့ခရင်ချက်ဖြစ်လာရင်အဲ့ဒီအချိန်မှာစောင့်နှိုင်းအောင်လာပဲ။တင်းမွားတဲ့ခမ်းနားမှု ပေါ်ကြွယ်ဝမှု ကြော်ရွှင်မှုနဲ့စီးပွားရေးအဆင်ပြေမှုတွေဝင်လာဖို့စတင်ပြီးတော့ပြောဆို ခံစားခေါ်ဆောင်တဲ့နေရာမှာအကူအညီဖြစ်စေမဲ့တကူရေပြောစကား affirmation တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ affirmation တွေကိုနားထောင်ရင်းနဲ့ ်တင်ကိုယ်တိုင်းနောက်ကနေလိုက်ပြောရမှာပဲဖြစ်ပါတယ်။နားထောင်တဲ့အခါမှာလည်းကိုယ့်ရဲ့စိတ်ထဲမှာအဲ့ဒီစကားတွေရဲ့ပုံရိပ်တွေကိုဖော်ပြရပါမယ်။ကိုယ့်ရဲ့ကြီးမြတ်မှုကိုပိုင်ဆိုးဖို့တကိုယ်ရေပြောစကားများကြီးမြတ်မှုဆိုတာအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတာမဟုတ်ပါဘူး။မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ကိုယ့်ကိုယ်ကိုထိန်းကိုနိုင်ခြင်းအနေဖြစ်လာတာပါ။ဒီ affirmation တွေကအစ်မွေးကလာကလေးကကြီးမြတ်တယ်ဆိုတာကိုပြန်လည်းအမှတ်ရလာပါစေလိမ့်မယ်။ အခုချိန်မှာတင်းနဲ့ပတ်သက်သမျှအရာအားလုံးကပြီးပြည့်စုံနေပြီသားပါအတိတ်မှာဘာပဲဖြစ်ခဲ့ပါစေအခုလက်ရှိတင့်ကိုတင်ဘလို့ပဲထင်နေပါစေဒီတကူရေပြောစကား affirmation တွေဆွမ်းအားတွေကိုသုံးပြီးတော့တင့်ရဲ့ထူးကဲမှုကိုပိုင်ဆိုးဖို့အချိန်ရောက်ပါပြီတင်ပြောတဲ့စကားတွေကိုပြောင်းလဲလိုက်တာကတင့်ရဲ့စွမ်းအင်ကို ဖြည့်တင်းပေးပြီးတင်လိုချင်တဲ့အရာမင်းသမီးနဲ့ထိုက်တန်တယ်လို့ခံစားရစေလိုက်ပါမယ်လိုချင်တဲ့ဘဝကိုရဖို့အတွက်အဲ့ဒီဘဝအခြေအနေမျိုးမှာနေထိုင်ရပါမယ်တင်ကထူးကဲပါတယ် တခြားသူတွေတွေမကဘဲနဲ့ကိုကိုကိုအရင်ကဘာပဲပြောခဲ့ပါစေဒီနေ့ကတော့တင့်ရဲ့တကယ်ဖြစ်တည်မှုကိုသိရဖို့အဲ့ဒီမကောင်းတဲ့အမြင်တွေကိုပုံမြင့်တဲ့ကောင်းတဲ့စွမ်းရည်တွေဖြစ်အောင်ပြောင်းလဲရမယ့်နေ့ပဲဖြစ်ပါတယ်ငါထူးခဲ့တယ် I am great ငါကထူးခဲ့တယ်ငါ့ဘဝလည်းထူးကြတယ်ငါလည်းထူးကြတယ် အရာအားလုံးကငါစိတ်တိုင်းချဖြစ်နေတယ်။အရာအားလုံးကငါစိတ်တိုင်းချဖြစ်နေတယ်။ငါလက်ရှိကြုံနေရတဲ့ကိစ္စတိုင်းကငါဘဝတိုးတက်ဖို့အတွက်ပဲ။ငါလက်ရှိကြုံနေရတဲ့ကိစ္စတိုင်းကငါဘဝတိုးတက်ဖို့အတွက်ပဲ။ငါဟာတိုးတက်နေတဲ့လမ်းကြောင်းတွေကိုပဲရွေးချယ်ခဲ့။ငါဟာတိုးတက်နေတဲ့လမ်းကြောင်းတွေကိုပဲရွေးချယ်တယ်။ ငါကပူတော်လာတယ်ငါကပူတော်လာတယ်ငါကပူတော်လာတယ်ရုတ်တရက်ကဲကောင်းချင်းနေနဲ့မမျော်လင့်ထားတဲ့ကောင်းကြီးမင်္ဂလာတွေရှိတယ်လို့ငါယူနေရုတ်တရက်ကဲကောင်းချင်းနေနဲ့မမျော်လင့်ထားတဲ့ကောင်းကြီးမင်္ဂလာတွေရှိတယ်လို့ငါယူနေငါထူးကြတယ်ထူးခဲ့တယ် I am great I am great. I am great. ငါကကြီးကျယ်ခံထားတဲ့အရာတွေကိုလုပ်ဖို့ထိုက်တန်နေ။ငါကကြီးကျယ်ခံထားတဲ့အရာတွေကိုလုပ်ဖို့ထိုက်တန်နေ။လောကကြီးကိုငါအကြောင်းရှိလို့ရောက်နေတာပဲ။ငါရဲ့ဘဝကအတိတ်ပဲရှိတယ်။ငါရဲ့ဘဝကအတိတ်ပဲရှိတယ်။ငါတတ်နိုင်သမျှလုပ်ဖို့အစဉ်သင့်ဖြစ်နေပြီ။ ငါတက်နိုင်သမျှလို့ကို အစဉ်သင့်ဖြစ်နေပြီ။ဒါကြောင့်စကြဝဠာကြီးက နမိတ်ပြရာတွေကိုငါလက်ခံတော့မယ်။ဒါကြောင့်စကြဝဠာကြီးကနမိတ်ပြရာတွေကိုငါလက်ခံတော့မယ်။ငါလိုချင်တဲ့အဖြေတွေကငါစီမှာရှိတယ်။ငါလိုချင်တဲ့အဖြေတွေကငါစီမှာပဲရှိတယ်။အဲ့ဒီအဖြေတွေကိုနေ့တိုင်းရှင်းရှင်းလင်းလင်းနဲ့မြင်နေရပြီ။ အဲ့ဒီအဖြေတွေကိုနေတိုင်းရှင်းရှင်းလင်းလင်းနဲ့မြင်နေရပြီငါကငါယုံနေငါကငါယုံကြည်မှုအပြည့်ရှိတယ်ငါဖြစ်ချင်တဲ့အရာတွေပေါ်မှာငါကငါယုံကြည်မှုအပြည့်ရှိတယ်ငါကကြီးကျယ်ခမ်းနားတဲ့အိမ်မက်တွေနဲ့ထိုက်တန်နေသူတယောက်ဖြစ်တယ်ငါကကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလှုပ်ဖို့အတွက်ထိုက်တန်နေ ငါရဲ့ထူးခြားမှုကိုအမေးမြန်းမရှိငါပိုင်နေငါအဲ့ဒါကိုလက်ခံနေငါရဲ့အချင်ရင်တွေဖန်တီးနိုင်စွမ်းနေတိတ်ကောင်းတဲ့စိတ်ကြိမ်နှုံးတွေကိုငါကျင်းတတ်တယ်ငါရဲ့အချင်ရင်တွေဖန်တီးနိုင်စွမ်းနေတိတ်ကောင်းတဲ့စိတ်ကြိမ်နှုံးတွေကိုငါကျင်းတတ်တယ်ငါလိုတဲ့အဖြေတွေကိုပေးမဲ့သုံးမကုန်တဲ့စัจ java လာစွန့်ရင်နေနဲ့ငါဆက်နွယ်နေတယ် ငါလိုတဲ့အဖြေတွေကိုပေးမဲ့တုံးမကုန်တဲ့စကြဝဠာရဲ့စွမ်းရည်နေနဲ့ငါဆက်နွယ်နေတယ်။စွမ်းရည်နေနဲ့ဆက်နွယ်နေရင်ငါ့ကိုဘသူမှငါရဲ့တောက်ပမှုတားလို့မရတော့ဘူး။စွမ်းရည်နေနဲ့ဆက်နွယ်နေတဲ့ငါရဲ့တောက်ပမှုကိုဘသူမှတားလို့မရတော့ဘူး။ငါကထူးကြတယ်။ငါကထူးခဲ့တယ်။ငါကထူးကြတယ်။ငါကထူးခဲ့တယ်။ ။ငါကအခုတိတ်ကောင်းနဲ့စိတ်ချိန်နှုံးနေမှရှိနေတာဆိုတော့ကောင်းကြီးမင်္ဂလာတွေကိုပဲဆွဲငင်နေတော့တယ်။ငါကအခုတိတ်ကောင်းနဲ့စိတ်ချိန်နှုံးနေရှိနေတာဆိုတော့ကောင်းကြီးမင်္ဂလာတွေကိုပဲဆွဲငင်နေတော့တယ်။ငါကအခုတိတ်ကောင်းနဲ့စိတ်ချိန်နှုံးနေမှရှိနေတာဆိုတော့ကောင်းကြီးမင်္ဂလာတွေကိုပဲဆွဲငင်တော့တယ်။ငါရဲ့ခံစားချက်တွေကလက်တွေ့ဘဝကိုဆွဲငင်နေငါရဲ့ခံစားချက်တွေက လက်တွေ့ဘဝကိုဆွဲငင်နေငါရဲ့ခံစားချက်တွေဟာလက်တွေ့ဘဝကိုဆွဲငင်နေဒါကြောင့်အခုချိန်အစပြီးတော့ဘတ်ပေါင်းစုံကနေဝင်းရနေတဲ့ကောင်းချင်းဆွဲရင်တွေကိုပဲခံစားရတော့မယ်အခုချိန်အစပြီးဘတ်ပေါင်းစုံကနေဝင်းရန်ထားတဲ့ကောင်းချင်းဆွဲအားတွေကိုပဲခံစားရတော့မယ်အခုချိန်အစပြီးတော့ဗတ်ပေါင်းစုံအနေနဲ့ဝင်ရထားတဲ့ကောင်းချင်းဆွမ်းအားတွေကိုပဲ ခံစားတော့မယ်မကောင်းတာတွေမတွေးတော့ဘူးကောင်းတာတွေနဲ့ပြောင်းတွေးမယ်ငါရဲ့ဆွဲရင်တွေကိုစောရုပ်စီတဲ့မကောင်းတာတွေကိုမတွေးတော့ဘူးကောင်းတာတွေကိုပဲ ပြောင်းတွေးမယ်ငါရဲ့ဆွဲရင်တွေကိုစောရုပ်စီတဲ့မကောင်းတာတွေမတွေးတော့ဘူးကောင်းတာတွေပဲပြောင်းတွေးမယ်ငါကငါချစ်တယ်ငါရဲ့ဖြစ်တည်မှုကိုငါချစ်တယ် ဘသူစီရမှအတိမတ်ပြုခံရဖို့မလို့ငါရဖြစ်တည်မှုကိုငါချစ်တယ်ငါပုံစံအစင်မှန်တိုင်းနေထိုင်ခွင့်ရဖို့လဲဘသူစီရမှခွင့်ပြုချက်မလို့အရာအလုံးကငါကငါကြည့်တဲ့အမြင်နဲ့ပဲဆိုင်တယ်အရာအလုံးကငါကငါကြည့်တဲ့အမြင်နဲ့ပဲဆိုင်တယ်ဒီနေ့ငါကငါပို့ချစ်ဖို့ကြိုးစားမယ်ဒီနေ့ ငါကုံကပိုချစ်ဖို့ကြိုးစားမယ်ငါကုံကချစ်တဲ့အချစ်မှာအရာအလုံးကိုစွဲငင်ဆက်သွယ်နိုင်တဲ့စိတ်လိုင်းချိန်နှုန်း frequency မျိုးရှိတယ်ငါကုံကချစ်တဲ့အချစ်မှာအရာအလုံးကိုစွဲငင်ဆက်သွယ်နိုင်တဲ့စိတ်လိုင်းချိန်နှုန်း frequency မျိုးရှိတယ်ငါကုံကချစ်တယ်ငါကုံကယုံတယ်ငါကုံကကျင်နာတယ် ကောင်းတဲ့အတွေ့အကြုံပြီးကိုယ့်ကိုနှိမ့်ဆက်တာမျိုးမလုပ်ဘူးမကောင်းတာတွေအကုန်လုံးကိုလက်ကိုလုံးနိုင်တယ်ကောင်းတဲ့အတွေ့အကြုံတွေကိုပဲငါလက်ခံတယ်ငါကငါယုံတယ်ငါကငါချစ်တယ်ငါကစွမ်းအားကြီးတယ်ငါကငါအပြည့်အဝယုံကြည်တယ်ငါကအကန့်အသတ်မဲ့စွမ်းအားကြီးတယ် ငါကောင်ကအပြည့်အဝယုံကြည်တယ်။ကြီးကျယ်ခမ်းနားတဲ့ကိစ္စတွေကိုငါလိုချင်ပြီဆိုရင်ငါလုပ်နိုင်တယ်။ကြီးကျယ်ခမ်းနားတဲ့ကိစ္စတွေကိုလည်းငါတကယ်လိုချင်ပြီဆိုရင်ငါတကယ်လုပ်နိုင်တယ်။ဘလို့အခက်အခဲမျိုးကိုမဆိုငါကြော်လွှားနိုင်တယ်။ဘလို့အခက်အခဲမျိုးကိုမဆိုငါကြော်လွှားနိုင်တယ်။ငါရဲ့လုံနိုင်စွမ်းတွေကအကန့်အသတ်မေတယ်။ငါကောင်ကယုံကြည်တယ်။ ငါကစွမ်းအားကြီးတယ်ကြီးကျယ်ခမ်းနားတဲ့ကိစ္စတွေကိုငါလုပ်နိုင်တယ်ဘလို့အခက်အခဲမျိုးကိုမစိုးငါကျော်လွှားနိုင်တယ်ငါ့ကိုဘသူမှရက်တန်လို့မရဘူးငါရဲ့ယုံကြည်မှုတွေကိုဘသူမှရက်တန်လို့မရဘူးငါကိုဘသူမှရက်တန်လို့မရဘူးငါကငါယုံနေငါကငါလက်ခံနေငါရဲ့ဖြစ်တည်မှုအရာရာတိုင်းကိုငါလက်ခံနေ ငါကငါဘယ်တော့မှအပြစ်မတင်ဘူးဘသူနဲ့မှလည်းမနိုင်ရှင်ဘူးငါရဲ့ဖြစ်တည်မှုကိုငါလက်ခံနေငါကငါအပြစ်မတင်ဘူးဘသူနဲ့မှလည်းမနိုင်ရှင်ဘူးငါကငါလက်ခံနေငါရဲ့အစိတ်ပိုင်းတည်တည်လေးတစ်ခုချင်းကြီးကစားငါတံမှုထားတယ်ငါရဲ့အစိတ်ပိုင်းတည်တည်လေးတစ်ခုချင်းစီအစားငါချစ်တယ် ငါကငါလက်ခံနေဒီ affirmation တွေကိုမနေ့အိယာထားတိုင်းသူမဟုတ်ညအိယာဝင်ကနေ့တိုင်းမှာအမြဲတမ်းနားထောင်ပေးပါဒီကောင်းမွန်သော affirmation တွေကို ယူဆခြင်းက ကိုယ့်ရဲ့အုံနှောက်ထဲမှာနှစ်ပေါင်းများစွာဆွဲကပ်လာတဲ့ဘောင်ခတ်ထားတဲ့တန်တရားစိတ်တွေမယုံကြည်မှုတွေကိုဖယ်ရှားပေးပြီးတော့မှကိုယ့်ရဲ့အုံနှောက်ကိုကောင်းမွန်တဲ့အတွေ့အကြုံနဲ့ပြန်ပြီး reprogram လုပ်တာဖြစ်ပါတယ် ဒါကြောင့်မို့လို့စိတ်ထဲမှာမသိစိတ်ထဲမှာအမြဲတမ်းဆွဲသွားအောင်မနက်တခါညတခါနေ့တိုင်းနားထောင်ပေးပါဒါဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့မသိစိတ်ထဲမှာကောင်းမှုနဲ့အတွေးတွေပြန်လည်ရောက်ရှိလာပြီးတော့မှကိုယ်ဖန်တီးခြင်းရဲ့အရာတွေကိုအဆုံးစားမဲ့ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်နားထောင်နေတဲ့အခါမှာလည်းအာယုံစိုက်ပြီးတော့နားထောင်ပေးပါကိုလိုချင်တဲ့ဘဝကိုကိုဖန်တီးခြင်းရဲ့ဘဝကိုဖန်တီးနိုင်ပါစေလို့ချမ်းသာဒီနေရာကနေဆုတောင်းပေးပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ။ နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်